ေတောင်အာရှဒေသတွေကိုခရီးလှည့်လာတဲ့ပြင်သစ်သမ္မတအီမနူအယ်မက်ခရွန်ဟာဒီကနေ့မှာတော့အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိခဲ့ပါတယ်ပြင်သစ်သမ္မတဟာအင်ဒိုနီးရှားသမ္မတဖြစ်တဲ့ပရာဘိုကိုဆူဘီယန်တိုနဲ့တွေ့ဆုံပြီးကာကွယ်ရေးနဲ့ကုန်သွယ်ရေးတိုးမြှင့်ဖို့ဆွေးနွေးကြမယ်လို့ဆိုပါတယ် အင်ဒိုနီးရှားနိုင်ငံလေတပ်ကဒီအမေရိကန်ရုရှားနဲ့အင်္ဂလန်နိုင်ငံထုတ်လေယာဉ်တွေကိုအသုံးပြုနေတာဖြစ်ပြီးမကြာခင်မှာတော့တချို့လေယာဉ်တွေဟာသက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။မကြာသေးခင်ကတော့အင်ဒိုနီးရှားနိုင်ငံဟာပြင်သစ်က River တိုက်လေယာဉ်40စီးကိုမှာထားတာဖြစ်ပြီးတော့နောက်နှစ်ဆက်မှာအဲ့ဒီတိုက်လေယာဉ်တွေစပြီးတော့ရတော့မှာဖြစ်ပါတယ်။ဒါအပြင်အင်ဒိုနီးရှားကပြင်သစ်ကရေငုပ်သင်္ဘောနှစ်စီးနဲ့မြေပြင်ထိန်းချုပ်ကြားဖြတ်ရေဒါ73လုံးကို လည်းဝယ်ယူဖို့အတွက်မှာထားပြီးဖြစ်ပါတယ်။ပြင်သစ်သမ္မတဟာခီးစဉ်ပထမဆုံးနိုင်ငံအဖြစ်ဗီယက်နမ်နိုင်ငံကိုတွားခဲ့ပြီးအာရှနိုင်ငံထဲမှာစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားကိုတော့ဒုတိယအနေနဲ့ရောက်လာခဲ့တာဖြစ်ပါတယ်။အခုဒီခီးစဉ်အတွင်းမှာဆိုရင်စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြင့်ဖို့အဓိက ဖြစ်တယ်လို့အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ပြင်သစ်သမ္မတဟာအဲဒီကနေစင်ကာပူနိုင်ငံကိုခီးဆက်မှာ ဖြစ်ပါတယ်။